မိဘပြည်သူများရှင် Prime Media မှခန့်နေစွေတင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။အခုရက်ကမိဘပြည်သူများအတွက်တစောင်းနိုင်ပိတ်ရက်လေးဖြစ်ပါတယ်။ဒီပိတ်ရက်လေးမှာမိသားစုနဲ့အတူတူပျော်ရွှင်စွာခီးထွက်နေရသူတွေလည်းရှိပါတယ်။မိဘပြည်သူများအေးချမ်းပျော်ရွှင်စွာနဲ့ခီးရွေသွားလာနေတာပျပျော်ရွှင်နေထိုင်နေကြအမြင်တော့ကျွန်မဝမ်းသာပီတိဖြစ်ပါတယ်ရှင်။ကျမတို့သတင်းသမားတွေကတော့ပိတ်ရက်ရဲ့လို့မရှိဘူးပေါ့နော်။ကျမတို့ကအတိအကျမရှိတာပါ။ရှိုးရက်တွေကျတော့အလုံများရဲ့ကိုယ့်အကူပိတ်လိုက်ရတာလည်းရှိပါတယ်ရှင်။ဒါကြောင့်ကျမတို့ကပိတ်ရက်ရဲ့လို့အခုတကမထားတော့ဘဲနဲ့ ရက်တွေပြန်ဖြည့်ပြီးတော့စူးစမ်းတင်ဆက်ပေးတာဖြစ်ပါတယ်သတင်းတွေဆိုတာလည်းဆက်သွယ်ပြက်လို့မကောင်းဆိုတော့လေဒီနေ့ပထမအောင်ဆုံးမိဘဘီသူမြောင်ပြောရမယ့်သတင်းလေးကတော့ခစ်တက်ကနေပြီးတော့ပြည်သူလူထုထံသို့သတိပေးနှိုးဆော်ချက်ဆိုပြီးတော့စာစောင်ထုတ်ထားတယ်ရှင်ကျူးကန်းစမ်းပါလားပေါ့နော်ကျမကလည်းဖတ်ကြည့်လိုက်တဲ့အခါမှာဆိုရင်တို့ကရေဦးဆုံးရေးထားတာကရေးရေးချင်းမှာတို့ကရောက်ရောက်ချင်းစောက်နေထွန်းဆိုတို့ပေါ့နော်အမတန်ကြီးမားသောစကားလုံးတွေသုံးဆွဲထားတယ်ဘလို့ရေးထားလဲဆိုတော့ရုပ်မှာကောက်ကျက်သောအကျမ်းပတ် ဆိုပြီးတော့ကျွန်တော်တို့တက်ချုံကြီးနာမည်နဲ့ပေါ့ရှင်ဥဆောင်သောစစ်တပ်ရဲ့အန်ဒီရဲ့ကရှောင်ရှားနိုင်ရည်အတွက်တဲ့ပြည်သူတွေအနေနဲ့ Facebook လူမှုကွန်ရက် profile တွေကို log ချထားဖို့အတွက်အသိပေးနှိုးဆော်ပါတယ်တဲ့ရှင်ထူးထူးဆန်းဆန်းရှင်အဲ့ဒါကျွန်မလည်းစိတ်ဝင်စားတာဆက်ဖတ်ကြည့်ရပါဘောနော်ရေးရတာကခစ်သိမ့်မီဒီယာရဲ့ Facebook လူမှုကွန်ရက်က post တစ်ခုကိုတဲ့ left react ပေးမှုနဲ့အသက်60နှစ်အရွယ် driver တက်လွင်ခေါ်ဇမြူထွန်းတက်လွင်ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခဲ့ရတဲ့ ဒီတော့စစ်တပ်ဟာဆိုရင်လို့ရုပ်မှာကောက်ကျစ်လာတဲ့အတွက်ပေါ့နော်ပြည်သူတွေအနေနဲ့သူတို့ခက်တဲ့မီဒီယာ Facebook သတင်း post တွေကို like နဲ့ love တွေလုပ်တယ် share မယ်လုပ်မယ်ဆိုရင်ပေါ့ comment ရေးမယ်ဆိုရင်တဲ့သူတို့ Facebook account တွေ profile တွေ lock ချထားပါဆိုပြီးတော့သတိပေးနှိုးစော်တယ်ပေါ့ရှင်ဆိုတဲ့အခါကျတော့ဒီသတင်းကိုခက်တဲ့ကတင်လိုက်တော့အောက်မှာဝင်ပြီးတော့ပန်းလူသွေးနေတဲ့ဖွဲ့တွေအများကြီးပဲရှင်အော်ဟုတ်တယ်တဲ့ငါတို့ရဲ့လွတ်လပ်ခွင့်နေရတဲ့အာဆစ်ဆိုရလက်အောင်မှာဆိုရင်အရန်ကိုတက်မလားဟို Facebook လူမှုကွန်ရက်မှာ post တစ်ခုတော့မှ lab reaction တော့မပေးရတော့ဘူးဟာဟာ reaction တော့မပေးရတော့ဘူးဆိုပြီးတော့ဇန်နာနေကြတဲ့အဖွဲ့ကလည်းပေါ်လာခဲ့တဲ့အခါမှာကျမကအတိတ်ကြောင်းလေးတွေပြန်ပြောင်းပြောပြဖို့တာဝန်ရှိလာပြန်တာဝါရှင် lab react ပေးတယ်ဆိုတာကတာမန် post တစ်ခုပေးလို့ဖန်ခံတာမဟုတ်ဘူးသူတို့ဘာကိုနုပညာရှင်အချင်းချင်းစော်ကားပုတ်ခတ်မိုက်ရိုင်းနေပြီးအကျံပတ်အားပေးနေတဲ့ post ကို let react ပေးလို့ဖန်ခံရတာရှင့်အကျံပတ်တိုက်ဖြတ်ရေးဥပဒေနဲ့ညီဆွန်းလို့ဖန်ခံရတာ เนาะဒီတော့အပိတ်ចောင်းလေးပေါ့ရှင်နည်းနည်းပြန်ဖို့ကြည့်ရအောင်အခုကျတော့လက်ရီရဲ့ပေးဖို့အောင်ကြောက်လန့်နေကြတဲ့ညီပိတ်တီများပြောပါတယ်2021အစတုန်းကစီဒီယမ်မလုတဲ့နိုင်ငံဝန်တန်းမိမပြိုလေးတွေကိုသူတို့ရဲ့ရုပ်မှာရက်ဆက်လာတဲ့ရီးစားတွေကဖြန့်ဝေလိုက်တဲ့ချစ်တင်းတော့ HD လေးကိုဝိုင်းဝန်းမျှဝေကြပြီးတော့အဆက်ခွဲခဲ့ကြတာဘယ်သူတွေလဲရှင့်ပြောကြည့်ကြပါဦးနောက်ထပ်တစ်ချက်ကကြတော့ လူမှုကွန်ရက်မှာသူတို့လိုမျိုး profile အနီလိုက်မချိမ့်ပါဘူးဆိုပြီးတော့ social punishment ဆိုတဲ့ခေါင်းစဉ်အောက်မှာသူတို့ကမိသားစုဓာတ်ပုံတွေကလေးဓာတ်ပုံတွေမိသားစုဓာတ်ပုံတွေအကုန်လုံးယူဂရုတွေမှာ share ဒီလူတွေကဒလန်နေပါဆိုပြီးတော့ဆဲဆိုမာရိုင်းအဆက်ခွဲခဲ့ကြတာဘသူတွေလဲနောက်ထပ်တစ်ချက်ကရက်ွက်ထဲမှာတံပုံးမတီးလို့ဆိုပြီးတော့သူတို့ဘောင်းတတ်ဖြတ်တဲ့တီလောက်ခဲ့တဲ့အမှုတစ်ခုကိုကျွန်မဖတ်ပြမယ်ရှင်အဲ့ဒီအမှုကရန်ကုန်တိုင်းဒေသကြီးတိုင်တာမြို့နယ်မှာဖြစ်သွားခဲ့တာပါ ရန်ကုန်တိုင်းဒေသကြီးထိုင်းသာမြို့နယ်မှာဆိုရင်မျိုးသမီးတအူတံမုံမတီးပါဘူးဆိုပြီးတော့လူမဆန်စွာနဲ့ရဲဆက်ဆက်တတ်ဖြတ်သွားခဲ့တဲ့အမှုဖြစ်သွားခဲ့တယ်ရှင်။ဖြစ်စဉ်ကတော့ရန်ကုန်တိုင်းဒေသကြီးထိုင်းသာမြို့နယ်မှာဆိုရင်မတ်လ14ရက်နေ့ကတံမုံမတီးရဲ့ကိစ္စကိုအကြောင်းပြုပြီးတော့ဒီမျိုးသမီးကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်တယ်ပြီးတော့ဒီမျိုးသမီးရဲ့နေအိမ်မှာပဲသူ့ကိုချုပ်နှောင်ထားခဲ့ပြီးတော့မတ်လ15ရက်နနက်7:00နာရီမှာဆိုရင်အမျိုးသားနှစ်ယောက်ကဒီမျိုးသမီးကိုမော်တော်ရိုင်းနဲ့လာပြီးတော့ခေါ်ဆောင်သွားတယ်ပြီးတော့တုံတေးမျိုးနဲ့ ကြေးရွာတစ်ခုနားမှာရုပ်မာရက်ဆက်သွားတဲ့ဓာတ်တန်ရခုနှစ်ချက်တိတိထိုးပြီးတော့တက်ဖြတ်ခဲ့တယ်ရှင်အဲ့ဒီအမှုဖြစ်သွားခဲ့တာမှတ်မိကြမှာပေါ့နော်မိန်းကလေးတယောက်ရက်ဆက်တက်ရတဲ့အပြစ်ကတန်ဖုံးမတီးလို့တဲ့အဲ့ဒီဖြစ်စဉ်တွေမှာပါဝင်ခဲ့တဲ့သူတွေခုချိန်ထိမသိသေးပါအောင်ရှင်ရှင်တွေအွန်လိုင်းမှာအားပေးခဲ့ကြတာတွေချက်လောက်တတိယပြီးတော့ပြန်ပြောင်းအောင်မေးကြပါဦးတမုံမတီးလို့ဆိုပြီးမိသားစုတစုလုံးကိုရက်ကွက်ထဲကနေနှင်ထုတ်တာတွေမောင်းထုတ်တာတွေလည်းရှိရဲ့လူတွေပဲကိုယ်စိတ်ဆန္ဒနဲ့ကိုယ်နေထိုင်လို့မရဘူးလားတမုံတီးချင်တိမဲ့မတီးချင်မတီးဘူးလေ သူတို့လုတ်တယ်ဆိုတိုင်းမှန်တယ်ဆိုပြီးတော့လူတိုင်းလက်လုတ်ခိုင်းခဲ့တာဘသူတွေလဲအာနာရှင်စပြီးစံခဲ့ကြတာဘသူတွေလဲကိုယ့်အောင်စမ်းသာလေဒါ့ပြင်ဦးလေးတယောက်ကိုဒလန်ဆိုပြီးတော့ပါးမှာတက်တူးထိုးပေးခဲ့တာဘသူတွေလဲသူတို့ဘာမျက်နာမှာနော်တက်တူးထိုးပေးခဲ့တာနော်ဘလောက်ထိမိုင်ရိုင်းလဲဆိုတာစဉ်းစားကြည့်ကြပါဦးနောက်ထပ်အများကြီးပဲရှင်ပြောเสียတက်မိသားစုတွေအစိုးရဝန်ထမ်းမိသားစုတွေဆိုရင်နေเสียနေရအောင်မရှိဘူးကြေးရွာတွေကနေမောင်းထုတ်တယ်ရွာပြင်မှာတဲလေးထိုးပြီးနေရတာတွေ ရက်ွက်ထဲကနေထွက်ပြေးရတာတွေဒုက္ခတွေရောက်လိုက်ကြတာအဲ့တုန်းကရောရှင်တို့တွေအောင်သေးအောင်သားစားပြီးပျော်ခဲ့ကြတာမဟုတ်ဘူးလားတော်လန့်ရေးဘတ်တော်သားတို့ရဲ့ပြန်ပြောင်းစဉ်းစားကြည့်ကြအောင်ကိုလို့ရက်လေးလည်းကိုပြီးတော့ကုမ္ပဏီတွေမှာရှိသေးရဲ့လက်သုံးယောက်မထောင်လို့ဆိုကုမ္ပဏီဝန်ထမ်းအချင်းချင်းကို social punishment လုပ်တယ်ဆိုပြီးတော့ကုမ္ပဏီမှာအလုံးမလုံးနိုင်အောင်လို့မောင်းထုတ်တဲ့သူတွေရှိရဲ့ကျမတို့အသည့်တွေမှာကိုကြုံခဲ့တာနော်ကျမအသည့်ဆိုဒီဇိုင်နာသူက graphic designer လုပ်တဲ့အဲ့ကုမ္ပဏီမှာအဲ့ကုမ္ပဏီက ်အခုချိန်ထိဥစ္စာပေါ့နော်ကုမ္ပဏီနံပါတ်တော့ကျွန်မမပြောတော့ပါဘူးရှင်လာမေးလဲကျွန်မမဖြေပါဘူးချွတ်အရန်စိုးရင်နေမှာဆိုလို့ပြောပြတာဇလန်းလေးပဲကျွန်မပြောပြမယ်ဖြစ်စဉ်လေးပဲကျွန်မပြောပြမယ်ကျွန်မဖြစ်စဉ်ပြောတာတော့ဘယ်သူမှမထိခိုက်လာလို့ထင်တာပဲနော်အဲ့ဖြစ်စဉ်ကပါလဲဆိုတော့အဲ့ graphic designer ကိုအဲ့ graphic designer ရဲ့အဖွဲ့ကောင်းဆောင်ကဘာခိုင်းလဲဆိုတော့အဖွဲ့ကောင်းဆောင်ကညီကြောင်ညီကြောင်မျိုးသမီးညီကြောင်တိလာညီကြောင်အဲ့ညီကြောင်ကဘာခိုင်းလဲဆိုတော့အဲ့တော့မင်းသားတယောက်နဲ့ရိုက်တဲ့စီကျွန်းညာကိုဘာရေးခိုင်းလဲသိလား လက်သုံးချောင်းထောင်အိုရောင်မစင်းရဲဆိုတဲ့ဒီဇိုင်းဆွဲခိုင်းတယ်ရှင့်အဲ့ဒီဇိုင်းအဲ့ဒီဇိုင်နာမစွဲလို့ဆိုပြီးတော့ social patching မဲ့လုပ်တယ်ပြီးကျွန်တော်အဲ့ဒီဇိုင်နာကောင်လေးကသူကမိဘမဲ့မိဘမရှိဘူးဒီတော့မိဘမဲ့ဘာညာဆိုပြီးတော့စော်ကားတယ်ဆိုတဲ့အခါကျတော့ရန်နေဖြစ်ကြပြဿနာကြီးတက်ကြအနောက်ဆုံးဒီဇိုင်နာကောင်လေးအဲ့ကုမ္ပဏီကနေလှုပ်ထွက်သွားတယ်မှတ်မိပါမောင်းတော့ကိုလို့ရဲ့ကိုဗါတယ်စွဲခိုင်းတဲ့ဒီဇိုင်းပါလက်သုံးချောင်းထောင်အိုရောင်မစင်းရဲတဲ့အခုတော့လက်သုံးချောင်းထောင်ပြီးတော့စင်းရဲသွားတဲ့သူတွေတပုံကြီးပဲခေါ်ပြလိုက်ချင်တယ်သူတို့သိလား ဲ့တော့ကိုပါလေးလုတ်ခဲ့လဲကိုအောင်စဉ်းစားကြပါရှင်အဲ့တော့စစ်တပ်ကလည်းပြည်သူတွေလုံခြုံရေးပြောမပေးနိုင်တဲ့အခြေအနေတခုရတဘဝင်နေတဲ့ဒီလိုပဲပြည်သူတွေလုံခြုံရေးမပေးနိုင်ဘူးပေါ့နော်အဲ့ဒီအခြေအနေတုန်းကပြည်သူချင်းချင်းရှင်တွေဘလောက်ထိတောင်မှနှိမ့်ဆက်ညှဉ်းပန်းခဲ့ကြလဲဆိုတာကုကုကိုပြန်စဉ်းစားကြည့်ကြပါဦးအခု လူကြီးမင်းတို့သူတို့ဘာအောင်နှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်အရှက်ခွဲခဲ့တဲ့အတွက်ငါတို့လောက်တာပဲမှန်တယ်ဆိုတော့အတ္တကြီးခဲ့တဲ့အတွက် လူချင်းမင်းတို့အခုချိန်မှာဘယ်ပြေးလို့ပြေးရမှန်းမသိပဲနဲ့ online မှာတော့မှ lab reaction တော့မပေးရတဲ့ဘဝရောက်တာအဲ့ဒါဝစ်လေတာရှင်ဝစ်လေတာကျွန်မအမြင်နဲ့စကားတစ်ခုပြောတယ်လောကကြီးမှာငါကြီးပဲအနိုင်ဆိုတာမရှိဘူးနော်ငါသူများအနိုင်ကျင့်လို့ရှင်ငါအနိုင်ကျင့်နေတဲ့သူတွေနောက်ထဲကျရင်ပေါ်ကိုပေါ်တယ်လို့ကျွန်မခဏပြောတာအဲ့စကားအထိပ္ပယ်ပဲရှင်အခုလူချင်းမင်းတို့နိုင်တဲ့သူပေါ်ပြီလေဒါကြောင့်ခစ်တက်က profile lock ချဖို့အတွက်ပြောတော့ကျွန်မရှိကျင်တာ အဲ့တော့ကျမတို့တချို့တွေ profile လော့ချပြီးနေခဲ့ရတယ်တက်မိသားစုတွေဝန်ထမ်းမိသားစုတွေ profile မဖွင့်ရဲဖွင့်လာနေသူများပုံတွေယူတဲ့အချက်ခွဲတဲ့တက်ဖြတ်ဖို့လှုံ့ဆော်တဲ့စော်ကားတဲ့အတိတ်တွေမမေ့ကြသေးဘူးထင်ပါတယ်လူကြီးမင်းတို့ပဲကိုယ့်ကိုပြန်ပြီးစဉ်းစားကြည့်ကြပါဦးကျမတို့ကိုယ်တိုင်အဲ့တန်တွေခန်းစားခဲ့ရတာရှင့်နော်ဒီတော့အခုချိန်ကတော့တို့ကတို့လှုပ်မဲ့လူနဲ့တို့ကအလောက်ခံရမဲ့လူဖြစ်သွားပြီဆိုတော့အခုချိန်မှာတက်ကြောက်လက်လက်နဲ့နေနေကြရပြီအဲ့ဒါပဲလေဝိဆိုတော့အဲ့လိုပဲလဲတယ်ရှင့်အော်တိုလဲတယ် ါကြောင့်နောက်ဆိုရင်ကိုယ့်ရဲ့အယူအဆတွေကိုယ့်အကူမှန်တယ်ထင်ထင်မှားတယ်ထင်ထင်ကိုယ်စိတ်ကြိုက်လို့သူများမစော်ကားနဲ့မပုတ်ခတ်နဲ့အနိုင်မကျင့်နဲ့သူများအုပ်စုလိုက်စော်ကားပုတ်ခတ်အနိုင်ကျင့်နဲ့ဆိုတော့အဲ့ဒါခွေးအားတွေလုံရရှင့်ရှင်သစ်တရားဘယ်တော့မှအဲ့လိုမလုပ်ဘူးကျမတို့ကရှင်သစ်အဖြစ်နဲ့ဒီကာလကိုကြော်ဖြတ်ခဲ့တဲ့အတွက်ခုံယူတယ်ကျမတို့သူများကိုဘယ်တော့မှအုပ်စုဖွဲ့ပြီးနိုင်မကျင့်ခဲ့ဘူးကျမတို့တယောက်တည်းပဲရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ကျမတို့ဒီရှင်သစ်စိတ်မွေးတယ်သူများကိုဘယ်တော့မှဒုက္ခပြန်မပေးဘူးအဲ့တော့တော့ကျမတို့လက်ပြလုံနဲ့ခုံယူတယ် အေးအုပ်စုဖွဲ့ပြီးသူများအနိုင်ကျင့်ခဲ့တဲ့သူတွေကတော့အဲ့ဒါကိုယ့်ကိုခွေးအဆိုတော့မှတ်ထားဒီလိုစကားပြောဖို့အတွက်ကိုရှင်လေးငါထစ်တော့ကျမမစောက်ခဲ့ရတာမလို့ခုမှပြောခွင့်ရတော့တယ်ရှင်ကျမလိုပဲမိဘပြည်များလဲရှင်ထဲမှာပြောချင်နေတာအများကြီးရှိမှာပါနော်ဒီတော့မိဘပြည်များအမုန်းမခံပါနဲ့မပြောပါနဲ့ပြောချင်တဲ့သူတွေရှိမှာကျမရဲ့ရုပ်တင်လို့တော့ဖွင့်ပြလိုက်ပါရှင်ဒါဆိုတော့တစ်ချက်ခုံး၄90ချက်ပြတ်တဲ့အချိန်လေးနဲ့မိဘပြည်များလည်းရင်းဖွင့်ပြီးသားဖြစ်သွားမယ်စိတ်ထဲမှာလည်းပေါ့သွားမှာဖြစ်ပါရဲ့ရှင် ဒါကြောင့်ကျွန်မသတင်းလေးရနေပြီးတော့ကနဦးလေးတင်ဆက်ပေးတာဖြစ်ပါတယ်။ဒီပိတ်တွေဝက်လည်နေပြီ။ဒါအောင်ကျွန်မတို့တန်ငန်းစာယူဖို့လိုတယ်။ကျွန်မတို့လည်းသူများကိုကိုယ်ယူစားကြောက်ဖြစ်စေကိုယ့်ရဲ့အတားကြောက်ဖြစ်စေဘယ်တော့မှအနိုင်မကျင့်မိအောင် နေထိုင်ကြဖို့လိုပါတယ်ရှင်။ဒီချက်လေးကအရေးကြီးဆုံးပါပဲရှင်။မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမယ့်သတင်းလေးကိုနည်းနည်းရရကမိဘပြည်သူများအားလုံးအာရုံစိုက်ပြီးတော့နားထောင်စေချင်ပါတယ်။ အဓိကဆယ်ကျော်သက်သားသမီးတွေရှိတယ်မိဘပြည်သူတွေဆိုရင်ပို့ပြီးတော့အရေးကြီးပါရဲ့ရှင့်။ဘာကြောင့်လဲဆိုတော့အခုမိုးကုတ်မြို့မှာဆိုရင် TNL ကတက်မတော်နဲ့ညှိနှိုင်းမှုလုပ်ပြီးရဲ့အခါမှာစစ်ပွဲတွေမဖြစ်တော့ဘဲမိုးကုတ်မြို့ကိုပြန်ပေးမယ်ဆိုတဲ့ကိစ္စဖြစ်သွားပြီးပြည်သားမိဘပြည်သူများအသိပဲ။အဲ့လိုဖြစ်သွားပြီးရဲ့အချိန်မှာဆိုလေ PDF အဖွဲ့အားဆိုရင်မိုးကုတ်မြို့ကိုကာကွယ်စောင့်ရှောက်မယ်ဆိုပြီးတော့သူကခန့်စစ်ပြင်မယ်ဆိုပြီးတော့လေပြောထားတယ်ဆိုတဲ့အခါကျတော့မိုးကုတ်မြို့မှာအခုမိုးကုတ်မြို့သူမြို့သားတွေစစ်ဆောင်သွားကြပြီ။တိုက်ပွဲတွေပြတ်ဖြစ်မယ်ဆိုတော့သိလို့မြို့ကတော့ကြေတော့မှာပေါ့ရှင်။ ။နော်ဒီတော့အခုမိုးကုတ်မြို့ကနေပြီးတော့ဘာတွေပြောင်းလဲလာလဲဆိုရင်မိုးကုတ်မြို့ကိုအခြေပြုပြီးတော့လှုပ်ရှားတဲ့ PDF ဖွဲ့တဲ့လူသစ်တွေခေါ်နေရဲ့ရှင်။ online မှာပေါ်တင်ကြော်ညာပြီးတော့ခေါ်နေတယ်။ခေါ်တာကဘာလဲဆိုတော့မိုးကုတ်မြို့နဲ့အတွင်းရှိတဲ့အကြောင်းမျိုးမျိုးနဲ့တော်လိုင်းလဲရဲဘော်ဘွားကနေပြီးတော့အနားယူထားကြတယ်။တော်လိုင်းရဲဘော်ဟောင်းနဲ့အားလုံးပြန်လဲဖိတ်ခေါ်တယ်ဆိုပြီးတော့ပြောထားတယ်။မိုးကုတ်မြို့နယ်ရဲ့လက်ရှိစီရေးအခြေအနေအရစစ်ကော်မရှင်ကိုပေါ့နော်သူတို့ကပြန်လဲခုခံတွန်းလှန်တိုက်ခိုက်မယ်။ဒါကြောင့်မိုးကုတ်မြို့ကနေပြီးတော့ရဲဘော်ဟောင်းနေပြန်ခေါ်မယ်။ တို့အတူတူစစ်တိုက်ကြမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောဆိုနေပါရဲ့ရှင့်ဆိုလိုရေးတိတ်ပေကတော့ရှင်းပါတယ်ပြည်ချက်တွေလူဝင်ရလိုအပ်နေတယ်လူသစ် စုဆောင်နေကြပါပြီဒါကြောင့်ဆယ်ကျော်သက်သားသမီးလေးတွေကအွန်လိုင်းမှာတက်တော့သုံးနေပါတယ်ဆိုတို့ဆွဲဆောင်ပြီးတော့ခေါ်သွားတာမျိုးတွေဖြစ်မှာဆိုလို့ကျွန်မမိဘဘသူများသတိပေးစကားလေးပြောပြတာပါဒီတက်တွေလူသစ်စုဆောင်ပြီးတော့မိုးကုံမြို့မှာစစ်ပွဲလုပ်ဖို့အတွက်ကိုကြံစီစူးစမ်းအားထုတ်နေကြရရှင့် ်ပီတက်လည်းရှိရတယ်နော်မကုတ်မြို့မှာရှိတော့ကကြောက်တိတူးနေတော့ကြတော့ပီတက်ချက်ချင်းမခေါ်ဘူးလက်မတို့ဘူးအခုသေရတော့မယ်ဆိုတဲ့ခါကျတော့မှအဖို့ခေါ်ကြရဲ့ရှင့်သိလားဘာနဲ့တူလဲဆိုတော့လေဓာထိုးခံမှုအတွက်ဘိုက်အငားလိုက်ရှာနေသလိုပဲနောက်တည်းလူငယ်တွေအနေနဲ့ဘိုက်အငားမှိုင်ရှင်နေမဖြစ်စေဖို့အတွက်ကျမဒီသတင်းလေးကိုပြောပြတာပါပီတက်တွေကအသေးအတန်လူသေးစုဆောင်နေပြီဆိုတော့ထုံးစံတိုင်းပေါ်ရှင်သူတို့ရဲ့နှုတ်ထွက်စကားအတိုင်း ငါတို့ကစစ်အာဏာရှင်တော်လှန်မယ်တော်လှန်စစ်မှမင်းတို့အားလုံးပါဝင်ရမယ်ဆိုပြီးတော့လူငယ်တွေကြိုက်တဲ့သူရဲကောင်းဝါဒစကားတွေရှောက်ပြောပြီးလို့ရှင်လူငယ်တွေတက်ကို၎င်းတော့မှာနော်အဲ့ဒါကိုအသိဉာဏ်မရှိဘဲနဲ့ပါသွားရင်တော့အဲ့ဒါကိုကိစ္စကိုရှင်းရမှာအသက်ရှင်ဖို့ရခဲ့တော့အင်မတန်နဲတယ်နော်အဲ့လေးခုတော့ကောင်းနေမှာထည့်ထားပါတက်မလို့ရထိုးစစ်နော်တက်မလို့ထိုးစစ်နော်သိလားတက်မလို့ရထိုးစစ်အသက်ရှင်ဖို့ရကဲလို့ရန်နေတယ်အဲ့လိုအခြေအနေတခုမှာကိုကအတုံးချကံမဖြစ်ပါစေနဲ့လူငယ်တွေကျမတိတ်ချမှားတယ် လူငယ်လေးမွေးထားတဲ့မိဘရဲ့လည်းအခုချိန်မှာကိုယ့်ရဲ့သားသမီးလုံမှုကင်မှုနိုင်ငံရေးအယူဆစသဖြင့်ဒါတွေအားလုံးကိုတေချာလေးကြည့်ရှုပါလေ့လာပါလမ်းမပြီးတော့မတော်ဆပီတက်တွေလက်ထဲရောက်သွားပြီးမိုးကုတ်တာရောက်သွားခဲ့လို့အဲ့မှာအသုံးချကန်ဖြစ်မှာမိုးကုတ်မြေမှာအသုံးချခံလေရတဲ့ပီတက်တွေအလောင်းနေတော့မှအများကြီးနော်အရိုးတွေတော်နေကြပြီနော်ဒါလေးကိုစင်ညင်နိုင်ဖို့ဒီစပါပြောပြတာပါပီတက်တွေကလူငယ်တွေကိုလိုသုံးနေတဲ့သုံးတော့မှဖြစ်တယ်အဓိကတော့ထိပ်ပိုင်းခေါင်းဆောင်ဆိုတဲ့သူတွေပေါ့နော် ကြောက်တွေတူပြီးရထားတဲ့ပတ်စံလေးနဲ့ PDF တွေကိုနှစ်ပဲ၆ပြားပေးပြီးတော့စစ်တက်ခိုင်းတော့မှာဦးမလဲနဲ့ဤတငယ်ကြားစာဖြစ်မှာဆိုလို့ကျွန်မသတင်းလေးရနေပြီးတည်ဆက်ပေးတာဖြစ်ပါတယ်။လူငယ်များ PDF တွေလူသစ်အသေးစားစုဆောင်းနေတဲ့လုံးဝရောင်ဝါပြီးတော့တော့မှမဝင်မိပါစေနဲ့လို့ကျွန်မကသတင်းနှစ်ချုပ်လေးရနေပြီးတော့သတိပေးနှိုးဆော်လိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျွန်မအခုတည်ဆက်မဲ့သတင်းလေးကတိုင်းကျိုးပြည်ပြည်သတင်းလေးဖြစ်ပါရဲ့ရှင့်။သတင်းလေးကတော့ ဝမ်းသာစရာသတင်းကောင်းလေးလို့လည်းပြောလို့ရပါတယ်အဲ့ဒါပါလဲဆိုတော့ငွေဆောင်ကန်းချေပါကျမတို့နမကြီးငွေဆောင်ကန်းချေရဆိုရင်စိတ်လင့်ငွေကင်းစင်တဲ့ကန်းချေတစ်ခုဖြစ်တော်မှာပါရှင့်ဒီသတင်းလေးကိုကျမပြောပြပါမယ်အီယောက်တိုင်းဒေတာကြီးရဲ့ပထမဆုံးသောစိတ်လင့်ငွေကင်းစင်ကန်းချေဒေတာအဖြစ်ငွေဆောင်ကန်းချေကိုကောင်းထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုပြီးတော့တိုင်းဒေတာကြီးအစိုးရအဖွဲ့နဲ့သက်ဆိုင်ရာဌာနတွေဆီကနေပြီးတော့သတင်းရရှိပါရှင့် ိကပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ပတ်ဝန်းကျင်တန်ရှင်းရေးကိုဦးတည်တဲ့ဒီစီမံခန့်ရဆိုရင်ကမ္ဘာလက်ခီးသွွားတွေအတွက်လည်းပုံမှုဆွဲဆောင်မှုရှိပြီးတော့တန်ရှင်းတဲ့ခီးသွွားနေရာတစ်ခုဖြစ်ဖို့အတွက်ရည်ရွယ်တယ်ဆိုပြီးတော့သိရှိရပါတယ်။စီမံခန့်ရဲ့အဓိကရည်ရွယ်ချက်တကတော့ပြည်သူကျန်းမာရေးမြင့်တင်ဖို့ကမ်းခြေကိုလာရောက်ပန်းဖြေတဲ့ဒေသခံတွေစိတ်လက်ငွေကြောင့်ဖြစ်ပေါ်လာတဲ့စိတ်လက်ငွေအနေနဲ့ကာကွယ်ဖို့ပတ်ဝန်းရှင်ပတ်ဝန်းကျင်တန်ရှင်းဖို့ပြီးတော့ကမ်းခြေတဲတောင်မှာစွန့်ပစ်ထားတဲ့စိတ်လက်ဖင် စတာတွေလုံးဝပပျောက်ပြီးသဘောပတ်ဝန်းကျင်နဲ့ပင်လဲရေတို့ညဉ့်ဉန်းမှုဓာဆီးဖို့ခီးသွာဆွဲဆောင်မှုတိုးမြင့်ဖို့ပြီးတော့မိသားစုလိုက်ပန်းဖြေဖို့အတွက်တင့်လို့တဲ့နေရာအဖြစ်နဲ့ရွေးချယ်နိုင်ဖို့နိုင်ငံတကာအဆင့်မီပေါ်ဆောင်ဖို့စတဲ့ရွေးချက်တွေနဲ့ဒီလုပ်ငန်းစဉ်ကိုကောင်းထည့်ဖော်ခဲ့တာဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်ရဲ့ပထမအဆင့်အနေနဲ့ဒေသခံတွေဟိုတယ်တဲခိုကန်းကဝန်ထမ်းအနေနဲ့ကမ်းခြေလုံးကျုံရဲ့အဖွဲ့တွေကိုအသိပညာပေးရဲလုပ်ငန်းတွေကိုလှုပ်ဆောင်မှာဖြစ်ပါတယ်။အဲ့လိုလှုပ်ဆောင်ပြီးဆိုတော့ဒီနေရာတွေအားလုံးကိုစီကံကြလှုပ်ဆောင်မှာဖြစ်တယ်။ ဒုတိယအဆင့်မှာတော့တိပညာလည်းပေးပြီးပြီးစီကံလည်းချမှတ်ပြီးပြီးဆိုရင်ဖောက်ဖြက်ကျူးလွန်တဲ့သူတွေကိုတော့အပြစ်ပေးအရေးယူတဲ့ကိစ္စရတော့ရှင်တွဲပြီးပါလာမှာဖြစ်ပါတယ်ပြီးတော့အတူချုံအနေနဲ့ဆိုရင်ပြပသူများအလုံးငွေဆောင်ကန်းချီသည်စိတ်လေးငွေကင်းစင်တဲ့ကန်းချီဖြစ်သွားပြီးမြတ်တခုတော့ရှိရပါတော့စိတ်လေးကိုတနေ့တစ်ခါမတောက်ရမနေနိုင်သူတွေအတွက်ကတော့စိတ်လေးကိုတီးတန့်တောက်လျရတဲ့ဇုံလေးတွေတော့သူတို့ဖန်တီးပေးမယ်နဲ့တူတယ်အဲ့ဒီနေရာမှာတောက်တောက်ပေါ့နော်လူတွေကြားတောက်လို့မရအောင်ကန်းချီမှာတောက်လို့မရအောင်စသဖြင့်အဲ့လိုစီမင်းစည်းကမ်းလေးရှိလာမှဖြစ်တယ်ဒါလေးကိုမှတ်ထားရပါပြီ။ ျမထင်တော့ဒီလိုလုပ်လိုက်တာကောင်းနေရှင့်မိသားစုရဲ့ပန်းဖြေဖို့အတွက်အဆင်ပြေရပါတော့။ဘာကြလဲဆိုတော့စိတ်လေးငွေကင်းစင်တဲ့အတွက်ကလေးလေးတွေပါတဲ့မိသားစုရဲ့ဆိုရင်ဒီကန်းစီကိုရွေးချယ်ဖို့အတွက်တင့်တော်ရလေ။ဟုတ်တယ်မအဲ့လိုလိုဖြစ်လာမယ်။စိတ်လေးဆိုတော့အားလုံးတည့်ရတိုင်းမှာပဲရှင့်လူတွေကတောက်ချစ်လို့သာတောက်နေကြတာကျမတွေအတွက်စိုးကြိုးရဲ့အများများရဲဆိုတာစိတ်လေးတောက်တဲ့သူတွေကိုယ်တိုင်လည်းသိရပါပဲလေ။ဒီတော့စိတ်လေးဖြတ်ချင်ဝေဆောင်ကန်းစီမှာတလားနှစ်လောက်သွားနေလိုက်ပါလား။ပြောလို့မရပြန်ပြတ်သွားမှာလေဟုတ်တယ်မလား။ကံကောင်းလို့ရှင့်စိတ်လေးလည်းဖြတ်ရင်နဲ့ ်ဝေဆောင်ကန်းကျေသူလေးနဲ့လည်းဖူးစာဆုံးစုံပါပေါ့ရှင်။ဟောအလိုလိုရှိပါရဲ့ရှင်။ဒါပြင်ကျွန်မနိုင်ငံမှာလည်းဆေးလေးတောက်တဲ့အရှိတွက်တွေအတိုးပွားလာတယ်ပေါ့နော်။ခုနောက်ပိုင်းမျိုးသမီးလေးတွေအားစဆေးလေးကိုဖက်ရှင်တစ်ခုအနေနဲ့တောက်လာတဲ့အခါမှာတချို့တွေကစွဲသွားတယ်။တချို့ကျတော့လည်းသူများတောက်တော့လိုက်တောက်ဖြစ်နေတဲ့အခြေအနေတစ်ခုပေါ့နော်။ဒါတော့ကျွန်မကလူတွေအကြိုက်ကိုတော့ဘာမှအပြစ်မပြောချင်ပါဘူး။လူရကကိုကြက်တယ်ကိုလို့ကြားပါပဲဆိုတော့လေလုံးလို့ရပါတယ်ဒါပေမဲ့ကိုကျမ်းမာကြီးကိုကိုကယူဆိုင်ပေါ့နော်ခုကိုဝီယူမဆိုင်ဘယ်သူကယူဆိုင်ပြီမှာလဲရှင် လူတက်တချောင်းဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးရှင်စကားတစ်ခုရှိရဲ့။နတ်ပြည်ရဲ့အတချောင်းနဲ့လူပြည်ရဲ့အတချောင်းထိမှလူတယောက်ဖြစ်တာတဲ့။အစ်စကားတကယ်မှန်တယ်နော်။ရုပ်တရက်နားထောင်လိုက်ရင်အထိပ္ပယ်မရှိသလိုလူခံစားရတယ်ဆိုမှတကယ်ကြောင်မှန်နေရှင်။ကျမတို့ကပောင်မှာလူကဘနဲ့ဘနဲ့ယောက်များရှိမှာမလို့လဲ။ဘနဲ့ဘီလီယံများရှိမှာမလို့လဲ။ဒါပေမဲ့ကျမတို့ဗုဒ္ဓဘာသာအရေးအတွက်အရာဆိုရင်ဟုတ်ပြီဆက်ကြပါဦးမှာတရဝါဆိုတာအနန္တရှင်အရေးအတွက်တော့နှိုင်းစားလို့မရအောင်အဲ့ဒီမှာမှအနေငယ်တော့ တရဝါတွေသာလူဖြစ်မွေးလာတာလူဖြစ်မွေးလာတာမှတန်တရာအကျိုးကိုသိတဲ့သူကအင်မတန်နဲတယ်အဲ့လိုပေါ့နော်ဒါဘာသာရေးတွေပါသွားမှဆိုကျွန်မမပြောချင်ဘူးဒါကျွန်မအဓိကပြောချင်တာကလူဖြစ်ဖို့မလွယ်ဘူးလူတော့ရဲ့တန်ဖိုးကမလွယ်ဘူးကိုယ့်ရဲ့မိဘကိုယ့်အသက်နဲ့ရင်းမိမွေးထားတာဒါကြောင့်ကိုယ့်ရဲ့အသက်ကိုကိုယ်တိုင်တန်ဖိုးထားရမယ်ရှင့်ကျမ်းမာရေးကိစ္စကြောင့်ဖြစ်စေဂယုဆိုင်ရမယ်အသက်ကိုအလွယ်တကူဆုံးရှုံးမခံရဘူးနိုင်ငံရေးအလိုရဖြစ်စေယုံကြည်မှုတွေကြောင့်ငါတို့အသက်အသေးခံမယ်ဆိုတော့အဲ့ဒါမှားတယ် ကိုယုံကြည်တဲ့အရာမှားနေဘယ်လိုလုပ်မလဲရှိရနော်တချို့လူငယ်ရှိရယ်အာယုံကြည်ရတော့ငါတို့အသက်ဆုံးနေပါတယ်ဆိုတာကိုယုံကြည်ရဲ့အရာမှားနေဆိုဘယ်လိုလုပ်မလို့ဟုတ်တယ်မလားမှားနေနိုင်တာပဲလေလူဆိုတာကျမတို့တော့မဆက်ကြောတက်တော့တိခဲ့တဲ့ချို့ယုံကြည်ရတယ်မှားနေအောင်အသက်40လောက်နီးတော့မှတိရယ်အဲ့လိုပဲကျမတို့အခုတိရဟာလေတချို့ရတယ်မှားရင်မှားနေမှာလေအဲ့ဒါအောင်နောက်ထပ်နှစ်ပေါင်း20လောက်မှလည်းတိချင်းတိမှာလေဒီလိုကျမတို့ကိုယ်တိုင်တော့မှားနေနိုင်တဲ့ကိစ္စရဲ့ကြီးတစ်ခုကိုကျမတို့ဘာလို့တက်ကိုစွန့်မှာလဲအသက်ကတန်ဖိုးရှိရယ်လေ ကျွန်တော်အသက်ရှင်နေရင်ကျွန်တော်နိုင်ငံကောင်းကျိုးလူထုကောင်းကျိုးအများကြီးလုပ်လို့ရတယ်လူဖြစ်ဖို့ကလွယ်တာမှမဟုတ်တာဟုတ်တယ်မလားဒီတော့ကျွန်မစေတနာစကားလေးပါဆဲလေးတောက်တဲ့သူတွေလည်းကျွန်မစကားလေးနားထောင်မိရဲ့ဆိုဆေးလေးကကျွန်မရဲ့စူချိုတွေရမ်းများပါတယ်ရမ်းမကောင်းဘောနော်တတ်နိုင်ဆုံးဆေးလေးဖြန့်အောင်ကြိုးစားပါရုပ်ရှင်ထဲမှာမင်းသားမင်းမီးတောက်စားပြရဲဆိုတာသူတို့ကရုပ်ရှင်အတုံးခဏပဲရှင်မင်းသားမင်းမီးကပူတော့မှကျမ်းမာရေးဂရုစိုက်တည်ရေပြင်မှာသူတို့တကယ်မတောက်ကြဘူးတော်တော်များမတောက်ကြဘူးပေါ့နော် ထားပြင်ကျမ်းမာရေးကိုခရူးဆိုင်တဲ့သူတွေလည်းဆိတ်လေးကုန်တော့မတော့ပါအောင်ရှင့်။ဒါကြောင့်ဆိတ်လေးတောက်နေရဆိုရင်ဆိတ်လေးဖြတ်နိုင်အောင်ကြိုးစားပါ။တကယ်လို့မဖြတ်နိုင်ဆိုတော့မှသားသမီးလေးရဲ့ရှေ့အခြားသူတွေကြားထဲမှာမတော့ကြပါနဲ့ကိုယ့်ရဲ့ဆိတ်လေးငွေကြောင့်သူများထိခိုက်သွားတာဆိုကိုယ်လည်းမကောင်းဘူးပေါ့နော်။ဒါလေးကိုဒါကျမသတင်းလေးထဲမှာမိဘပြည်သူများအားလုံးထံသို့သတိပြုစင်ကြင်စရာလေးအနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင်။မိဘပြည်သူများရှင်ကျမနောက်ဆုံးသတင်းလေးမှာတော့အချိန်ကောင်မှမိုးရွာတဲ့အကြောင်းလေးပေါ့နော်အဲ့လေကျမတင်ဆက်ချင်ပါတယ် အသိပြုနိုင်မှုပါရှင်။ရန်ကုန်မြို့မှာမိုးသီးတန်းစွာရွာသွန်းပြီးတော့ရေကြီးရေရှမ်းမှုတွေမနေ့ညဖြစ်ပွားသွားခဲ့ပါတယ်။အော်တိုဘား၂ရက်နေ့နှစ်နက်ပိုင်းခဲ့ရနေပြီးတော့ရန်ကုန်မြို့မှာမိုးရွာတာတဲ့ပြီးတော့ရေကြီးရေရှမ်းဖြစ်ပွားခဲ့တယ်ပေါ့နော်။ရန်ကုန်ရဲ့ထုံးစံတိုင်းမှာအရှင်းမိုးတွေတဲတဲ့အခါမှာလမ်းတွေရှေးပိတ်ပြီးတော့မိဘပြည်သူတွေအားလုံးအဆင်ပြေမှုတွေဖြစ်ခဲ့တယ်။မနေ့ကလည်းနေပြီးတော့မိုးတွေရွာတယ်ရှင့်။မနေ့ကဟိုဥစား၄နိုင်လောက်တော့ရှိမယ်နဲ့တူ၄နိုင်၅နိုင်လောက်ရှိမယ်။မိုးတွေကရွာတော့မှလေတော်တော်တက်တက်မဲ့မဲ့ရှင့်။ကျွန်မမိုးမိသွားတယ်မနေ့က။ ဘာလို့မုံမိရလဲဆိုတော့ကျမကိုပစိုးလေးရောင်းတော့လေပစိုးထုတ်လေးမနေ့ကတော့ထုတ်တာကားဂိတ်မှာကျမကိုယ်တိုင်တော့ထုတ်ရတာဆိုတော့စိုက်ကယ်လေးနဲ့သွားတော့အမမိုးမိအောင်ဘာလို့မိုးမိအာလေရတယ်ကျန်းသလားမေးနဲ့အဲ့တော့တော်တည့်ရမဖြောင်းရပဲတော်ကံကောင်းတယ်ပြောမှာပေါ့နော်အဲ့တော့အခုဆိုရင်ဒါအချိန်ကမဟုတ်ပဲမိုးရွာတာပါဘာကြောင့်ရွာလဲဆိုရင်အရှိတ်ဘက်ကနေပြီးတော့ရွေရှားလာတဲ့လေပွေလှိုင်းနေတဲ့အချိန်ကြောင့်မင်္ဂလာပင်လဲအောင်မှာဖြစ်ပေါ်တဲ့လေပြင်းနဲ့ရံဝင်းရဲ့အချိန်ကြောင့် နိုဝင်ဘာလ၁ရက်ကနေ၆ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်တွေရှိအချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးခြင်းနဲ့လေပြင်းတက်ခတ်ခြင်းတွေဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားပါရှင့်။ဒါကြောင့်အခြေခံမဟုတ်ပဲမိုးရွာမယ်မိဘပြည်သူများစင်ကြင်နိုင်မှုအတွက်ပြောပြတာပါ။မနေ့ကဆိုရင်မနေ့ကမို့တနေ့ရက်ထင်းနဲ့မင်းသားမင်းသမီး၂ယောက်မင်္ဂလာလက်မှတ်ထိုးတဲ့ပွဲလေးလေးအဲ့တော့အလောင်းမှာသူတို့မိုးရွာလို့ပသိမ်ထီးလေးနေပေါ့နော်အဲ့လိုသူတို့ပွဲလေးကရိုမန်တစ်ဖြစ်သွားအောင်ရှင့်မိုးရွာတယ်ဆိုတော့ ဒါပေမဲ့အချိန်ခါမှမိုးရွာတယ်ဆိုတာစိုက်ပျိုးရေးလုပ်တဲ့တောင်းလူတွေသမားတွေအတွက်တော့အဆင်မပြေဘူးရှင်။သီးနှံတွေပျက်စီးနိုင်တယ်ပေါ့နော်။ထိန်းသိမ်းဆောက်ရှောက်ရတာခက်ခဲနိုင်တယ်။ဒါကြောင့်တောင်းလူတွေသမားအနေနဲ့ကလည်းသီးနှံတွေထိန်းသိမ်းတဲ့အခါမှာအဆင်ပြေချုံးမွေ့စေဖို့ကျွန်မသတင်းလေးပြောတာပါ။ဒါပေမဲ့တရက်နေရနဲ့6ရက်နေဆိုတော့အခု3ရက်တောင်လိုသေးရဲ့ဆိုတော့ဒီကြားထဲမှာမိုးရွာနိုင်တယ်။အထူးဂရုစိုက်ကြပါလို့တောင်းလူတွေသမားဦးကြည်မြအောင်ကျွန်မအနေနဲ့မြစ်တာအခန့်မှာကြားလိုပါတယ်ရှင်။ဒါပြင်မိုးကလည်းတဲမှာဖြစ်တဲ့အတွက် ်ရေနှုတ်မြောင်းနေပေါ့နော်ရေစီးလာကောင်းစေဖို့အတွက်လည်းအမှိုက်တွေမပြစ်ကြပါနဲ့ရှင်ကိုပြစ်လိုက်တဲ့အမှိုက်ဟာတစပဲလူသတန်းလောက်ပြစ်တယ်ဆိုရင်ကြောက်တစနှုံးနဲ့ပဲအတွက်အမှိုက်ပေါင်းသတန်းရှိမယ်ရှင်ဒါဆိုတော့မြောင်းအောင်ပိတ်ပြီပေါ့ရှင်မြောင်းပိတ်ပြီဆိုတော့ရေရှမ်းမယ်ရေရှမ်းလို့ရှင်မိဘပြည်သူတို့ရဲ့စီစဉ်ဥစ္စာတွေပဲပျက်စီးဆုံးရှုံးမှုခွန်လန်းနေပုံများတာပေါ့ရှင်အောက်ထပ်နေတွေဒုက္ခရောက်တာပေါ့နော်ကျိုးအိမ်လေးဆိုအောက်ထပ်မှာပါကေးလေးခင်းတာဆိုရေးတာကြည့်လို့ရစဉ်းစားကြည့်ပါအောင်ရှင်ဘယ်လောက်မျိုးဖို့ကောင်းမလဲဟုတ်တယ်မလားဒါကြောင့်ဒီလိုမဖြစ်အောင်လို့ကိုယ့်ရဲ့ စီကံရှိမှုကိုခယူးဆိုင်ပါဒီမိုကရေစီလိုချင်တယ်မို့လားဒီမိုကရေစီနိုင်ငံသားပြည်သားအောင်နေထိုင်ကြပါလို့ကျွန်မကတိုက်တွန်းချင်ပါတယ်ကျွန်မတဲ့ရင်လေးကိုဒီနေ့မှတလောင်းနေပဲရှင်းနာပြရစေရှင် ကျွန်မသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲစိတ်ရှည်စွာနဲ့ကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလိုခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့သအပ်ပါရဲ့ရှင်။